ကရင်ပြည်နယ်မြောင်းရီမြို့နယ်ထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီရဲ့တေဘောဘူစခန်းသိန်းတိုက်ပွဲကရရှိလာတဲ့လက်နက်တွေကို Cobra Column 2 Vino 1စစ်ကြောင်းကထုတ်ပြန်ပြသခဲ့ပါတယ်။မနေ့ကဇွန်လ3ရက်ညနေပိုင်းချိန်ကတေဘောဘူစခန်းကို KNL PDF ဗျူဟာ32တော်လိုင်းတပ်ဖွဲ့တွေနဲ့အတူ Cobra Column 2 Vino 1စစ်ကြောင်းကပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ကြတယ်လို့သိရပါတယ်။စခန်းသိန်းတိုက်ပွဲအတွင်းစစ်ကောင်စီဘက်က Jet Fighter 3စီး ဝိုင်းထွဲနှစ်စီးစုစုပေါင်း90ရို့နဲ့လေချောင်းကနေဇက်တိုက်ဖုံးချဲခဲ့ပြီးဝေါ်လီဗျူဟာကနေလည်းလက်နက်ကြီးတွေနဲ့ပြစ်ကူတိုက်ခိုက်ပေးတဲ့ကြားကတေဘောဘူစကန်ကိုသိမ်းယူနိုင်ခဲ့တာလို့ထုတ်ပြန်ထားပါတယ်။စကန်သိမ်းယူပြီးတဲ့နောက်120မမအပောင်းဝင်လက်နက်ကြီးတွေနဲ့အခြားလက်နက်ခဲယမ်းအများပြားကိုစစ်ကောင်စီစီကသိမ်းယူရရှိခဲ့ခြင်းဖြစ်ပါတယ်။ ထိုင်းမြန်မာနယ်စပ်တခြားရှိစစ်ကောင်စီရဲ့စခန်းတွေကို KNU KNL နဲ့ PDF တပ်ပေါင်းစုတို့ကတောက်လျှောက်သိမ်းယူခဲ့ရမှာအခုဆိုရင်သိမ်းယူဖို့စစ်ကောင်စီစခန်း၄ခုတာကြန့်ရှိတော့တယ်လို့သိရပါရှင်